မွန်ပြည်နယ်မြို့တော်မော်လမြိုင်ကိုလိုနီခေတ်လေးရွာတွေအများပြားရှိတဲ့မော်လမြိုင်ဘာသာပေါင်းစုံလူမျိုးပေါင်းစုံနေထိုင်တဲ့မော်လမြိုင်တန်လူမျိုးအားမှာရှိတဲ့မော်လမြိုင်မော်လမြိုင်မြို့ဟာပြည်နယ်ရဲ့မြို့တော်ပြည်တာနယ်ကြီးအစိုးရယုံလွှတ်တော်ယုံ တရားရုံးတွေပြင်ဌာနဆိုင်ရာရုံးတွေဆေးရုံးတွေတက္ကသိုလ်တွေရှိတဲ့မြို့ပါဒါပြင်မြမပြည်တောင်ပိုင်းရဲ့အချက်အချာကြတဲ့မြို့တမျိုးဖြစ်တာနဲ့ညီလမ်းမဆက်သွေးရေးအတွက်ဝီပီကားဂိတ်တွေဘူရာရုံးတွေနဲ့ပင်လယ်စိတ်ကန်တွေရှိတဲ့မြို့တမျိုးလည်းဖြစ်ပါတယ်ရက်ွက်ကြီးပေါင်း40ကျော်ရှိတဲ့မော်လမြို့နယ်မှာမြို့ပေါ်ရက်ွက်ကြီးပဲ35ရက်ွက်ဝန်းကျင်ရှိတာပါလူအရာဖြစ်တော့နှစ်သိန်းကျော်နေထိုင်တဲ့မြို့တမျိုးလည်းဖြစ်ပါတယ်လူနေထူထပ်တဲ့မြို့တမျိုးဖြစ်တာနဲ့ညီမော်လမြို့နေပြည်သူတွေကနေ့စဉ်အသုံးပြုနေရတဲ့အမှိုက်ပြတ်တွေကို ဘယ်လိုစွန့်ပစ်နေရပါလဲ။ ုံမှန်အဖြစ်တော့မော်လမြိုင်မြို့နေပြည်သူတွေကအမိုက်ပြစ်ဖို့အတွက်အမိုက်ကားတွေကိုရှောက်ပြီးပြရတယ်လို့တချို့ရက်ကွက်နေပြည်သူတွေကတော့ရက်ကွက်လမ်းထိပ်တွေနဲ့မြေလွတ်တဲ့နေရာတွေမှာမြို့နယ်စီမင်းကတတ်မှတ်ပေးထားတဲ့အမိုက်ဆွတ်ပစ်တဲ့နေရာတွေတန်းတွားရောက်ပြီးဆွတ်ပစ်ရမှာပါခါရနေနိုင်လားခါရစင်နေနိုင်မလားကောင်းရင်လာမတစ်ခါပြန်လာဘာလို့စင်သူကခေါင်းတည်ခုနှစ်နိုင်ခွဲခုနှစ်နိုင်ပါ အချိန်တော့မမှန်ပေါ့လာလာစင်ခေါင်းတောင်းတီးပြီးလာခေါင်းတောင်းတန်ကြရင်ကိုကတည်းကအမှိုက်ယူရပါတချို့မော်လမြိုင်မြို့နေပြည်သူတွေကတော့မိမိအိမ်ကတုံးပြီးစွပစ်လိုက်တဲ့အမိုက်တွေကိုအိမ်ရှိကရင်းနှုတ်မြောင်းတွေနီးစက်ရချောင်းမြောင်းတွေနောက်ပြီးတော့မော်လမြိုင်မြို့ကိုပတ်ပြီးစူးစင်းနေတဲ့တန်လွင်မြစ်တွင်ကိုတွားရောက်စွပစ်တာတွေလည်းရှိပါတယ်။မိုးရင်းဆိုရင်တော့အိမ်ကအမိုက်ကမလာဘူးဆိုလို့ရှိရင်ဒီမိုးနီးစက်အမြောင်းနေပါလေနီးစက်အမြောင်းနေမှာအမိုက်ကမဆောက်တော့ မစ္စရာမြောင်းလေးမှာတချာရချာတွေ့ရတော့မော်နော်နေဆိုင်ဆိုတာအဲ့မော်ဆိုင်ကယ်နဲ့တော်တော်ပြီဆိုရင်ဒီတချာအမိုက်ပုံးထားနေရမှာလေညမှာတပစ်ကြချာတော့ပြစ်စက်တော့မြောင်းတော့တချာရမော်နယ်မျိုးဟာတန်လွေမျိုးဟာမှရှိတဲ့မျိုးဖြစ်တဲ့အတွက်ကနလန်နဲ့နေတဲ့လူနေရက်ွက်တွေနဲ့ရှားသောဆိုင်တချို့ကတော့ညဘက်တွေမှာတန်လွေမြစ်တွေအမိုက်တွေကိုစွပစ်တတ်ကြတာပါ မြို့တွင်လက်ပတ်ကြည့်လိုက်မယ်ဆိုရင်ကြော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 င်တွေမှာအမိုက်တွေစွပစ်ထားကြတာကိုတွေ့ရမှာဖြစ်ပါတယ်။စီပင်ကသတ်မှတ်ထားတဲ့အမိုက်စွပစ်ရနေရာတွေမှာလည်းစီကံမဲ့စွပစ်ထားတဲ့အတွက်အမိုက်တွေပော့ကျဲနေတာကိုလည်းတွေ့ရအောင်ပါပါ။ချောင်းတွင်မြောင်းတွင်ကနလန်ကမြစ်တွင်မှာဆိုရင်လည်းပေါ်လုံးမျိုးနေတဲ့အမိုက်တရားတွေကိုတွေ့ရမှာပါ။မို့စီကံပေးတဲ့လူကလည်းစနစ်တကျမလို့ပေါ်ပေါ်တမ်းအမှုမှဆိုရင်လူကြီးတယောက်နေကသူ့ရဲ့စီကံကိုစနစ်တကျသူလောက်လာတင်ကြလာမှဆိုရင်ပြည့်တဲ့သူအနေရတယ် ဒီစီကံကိုသူတင်ကြတော့တိုင်းရမှာပဲသူကိုယ်တိုင်ကစီကံကြမစီကြတီလူရတာမဟုတ်ဘာမှဖြစ်ဘူးဆိုတော့ပြပြပြသွားတာအဲ့လိုပါလားအခုစီမင်းဆိုတဲ့စီမင်းကသူတကြသူစီကံကိုသူစနစ်တကြကျင့်သုံးမယ်ဆိုလို့ရှင်ပြည်သူရတဲ့ခါထိပါရင်နောက်ခါမလုပ်ရတော့ပေါ့သူကိုယ်တိုင်ချောင်းတယ်ဆိုတော့ပြည်သူရတဲ့ချောင်းတာချောင်းတယ်ဆိုတော့ပြစ်နေတယ်နကလာကြလာနဲ့အမြလူနေထူထက်လာတဲ့မော်လမြိုင်မြို့မှာအခုဆိုရင်မြို့နေပြည်သူတွေစွပြစ်လိုက်တဲ့အမိုက်တွေအတော်များလာသလို စီကမဲ့အမိုက်ဆွပစ်တာတွေကြောင့်လည်းမော်လမြိုင်မြို့မှာအမိုက်တွေကိုနေရာတွေကတွေးနေရမှာပါနောက်တစ်ဆယ်ခုနှစ်အစိုးရတဲ့တက်လာပြီးနောက်ပိုင်းလူမှုရေးဖွဲ့စည်းတွေအားကောင်းလာတာနဲ့အတူသဘောအပတ်ဝန်းကျင်ကိုထိသိမ်းလာတဲ့မြို့ကန်လူမှုအဖွဲ့အစည်းတွေလည်းမော်လမြိုင်မြို့မှာရှိလာပြီဖြစ်ပါတယ်စီဘင်တာယာနေတဲ့မြို့တစ်မြို့မှာတန့်ရှင်လှပနေရမယ်ဒီလမ်းဘေး platform ဘေးမှာအမိုက်ပုံဆိုတာ စနေတကြဟိုအမိုက်ပုံလေးတွေနဲ့ပဲစနေတကြရှိရမှာအမိုက်ပုံကြီးရဲ့လို့ရှိနေလူတွေရဲ့ကျမ်းမာရေးလည်းထိခိုက်တယ်ဒီလိုအမိုက်တွေပုံနေတဲ့အတွက်ကြောင့်မတင့်တော်ဘူးထင်ပြီးတော့မြို့ရွာနဲ့မညီညွတ်ဘူးထင်ပြီးတော့ကျွန်တော်ကောက်ကြည့်တယ်ကုဆိုရင်မော်ဒယ်မြို့ကစီကံမဲ့ဆွပစ်ထားတဲ့အမိုက်တွေကိုမော်ဒယ်မြို့ကလူမှုဖွဲ့စီတွေပူပေါင်းပြီးမြို့နေလူထုတွေကိုအမိုက်ပြတွေစနေတကြဆွပစ်တတ်ဖို့သိပညာပေးလှုပ်ရှားဆောင်ရွက်တာတွေလည်းရှိနေကြပါပြီ အမိုင်နဲ့ပတ်သက်ပြီးလူစုတွင်သိပညာပြတ်ပါဖို့အတွက်မိမိကိုယ်တိုင်အမိုင်လန့်လန့်ကောက်ယူတဲ့လူမှုဖွဲ့စည်းတွေရှိနေသလိုရက်ွက်အတွင်းလူမှုဖွဲ့စည်းတွေကလည်းအိမ်တွေအထိအမိုင်တွေကိုလိုက်လံသိမ်းယူပြီးစွပစ်ပေးတာတွေလည်းရှိနေပါတယ်ရင်ကဆိုရင်အမိုက်တွေနောက်ပြီးတော့ချောင်းတွေမြောင်းတွေအကုန်ပိတ်ဆို့နေကုန်ပြီ။ဒီဒီနံပါတ်၁ချတာကျွန်တော်တို့ဒီဒီလောက်မလောက်ခင်မှာကျွန်တော်တို့ချောင်းတို့မြောင်းတို့အကုန်လုံး လိုက်ပိုင်လိုက်ပြီးမှဒီလုပ်ငန်းကိုစတယ်အမိုက်သိန်းဖွဲ့တွေဟာရက်ွက်အတွင်းကတာရင်နာရေးဖွဲ့တွေစွန်းလောင်းသိန်းတွေလိုဖွဲ့တွေပေါ်ခြေခံပြီးမိမိရက်ွက်တစ်ခုတည်းကအမိုက်တွေကိုလိုက်လံသိမ်းယူကြတာပါအမိုက်သိန်းတွေမှာလုတ်ကန်နေတဲ့လှုပ်အားပေးသူတွေအမိုက်သိန်းတဲ့ကားတွေအတွက်ရမုံငွေတွေနဲ့အသုံးပြုလက်ပတ်နေရတာဖြစ်တော့ရမုံငွေတွေပြန်လည်ရရှိဖို့ကိုလည်းလှုပ်ဆောင်နေရပါသေးတယ်ဒီတော့အမိုက်သိန်းအသင်းဖွဲ့တွေဟာ မိမိရက်ွက်တွင်ကအေလီမှာပဲအမှိုက်သိင်းစေးနေနဲ့တလားတကာငွေတွေကိုကောက်ခံကြတာပါမွန်မြမျိုးမှာဆိုရင်တော့ကုတူကိုတာအမှိုက်သိင်းစနစ်တွေကိုမင်းသားရက်ွက်နဲ့ဖားလူရက်ွက်တွေမှာလှုပ်ဆောင်နေကြပြီဖြစ်ပါတယ်ကျွန်တော်ဖားရဲ့သောက်သမဲရဲ့သောက်တူရဲ့ယူဘူရဲ့လူကြီးဘုံရဲ့ဒီအဆောင်တွေကြာမှာနော်ကျွန်တော်တို့ကတည်းကဆုပ်ခွဲလိုက်တရက်ကိုတချမ်းပါနော်အဲ့ဒါတရက်ချမ်းပါပြီးတော့ကျွန်တော်တို့ကိုကျွန်တော်တို့ကြတော့ဒီ တလားကို1500နဲ့ကောက်မော်လမန်မြို့ရဲ့စုပြမှတ်တင်ဆက်တဲ့လုပ်ငန်းကိုတော့မော်လမန်မြို့နယ်စီမံသာရေးကော်မတီကပဲဥဆောင်လုပ်ကိုင်နေတာပါမော်လမန်မြို့မှာရက်ကွက်ပေါင်း40နေပါရှိပေမဲ့မြို့တွင်း area ကလူနေထူထပ်တဲ့ရက်ကွက်တွေဈေးနှုန်းတဝနေရာတွေဝေးပြေးကောင်းဝင်းတွေရှိတဲ့ရက်ကွက်28ရက်ကွက်မှာကိုပဲအမှတ်တွေကိုမြို့နယ်စီမံကတင်ဆက်ပေးနေတာပါရက်ကွက်ကြီးချမ်းသာတဲ့ရက်ကွက်အချို့ရက်ကွက်တွေကြာရင်စနစ်တကျသွားပြီးတော့အမှတ်သိမ့်ပြီးတယ်ဒါပေမဲ့ တွားပြီးရဆိုတာလမ်းမကြီးတောက်လျှောက်မှာပဲအမိုက်သိန်းစနစ်နဲ့တွားတယ်ပြီးတဲ့ပြင်အမိုက်စနစ်တကျစွန့်ပြင်းမဲ့ပုံးနေလဲနေရတကြထားပြီးချင်းမရှိသေးဘူးမရှိတဲ့အတွက်ကြောင့်လူတွေကဘယ်နေရာမှာပြစ်လို့ပြရမှန်းမသိဘူးမျိုးရဲ့လူနေတူတက်မှုပေါ်ခြေခံပြီးအဓိကလမ်းမကြီးတွေမှာတော့ကောင်းလောင်း TV မိုက်တွေကိုတင်ဆက်ပေးနေသလိုဇေနီနာဝန်ကျင်တွေကအမိုက်ပုံတွေမှာလည်းအမိုက်ပုံတွေထားပြီးတင်ဆက်ပေးနေရတာပါအမိုက်သိရင်ကိုစင်း နောက်တွဲရင်ရှစ်စီကိုအသုံးပြုပြီးတော့အမြဲတမ်းဝန်တဲ့နဲ့နေ့စဉ်ဝန်တဲ့100နီးပါးကအမှိုက်တွေကိုမနေ့4နာရီခွဲကတည်းကနေညနေ8နာရီဝန်းကျင်အထိအမှိုက်သိမ်းဆဲနေရတာပါကျွန်တော်တော့မလို့ရှင်ပါတော့ဒီလုပ်ပြီးဟောကိုကနေ့စဉ်မရှိဘူးပါမရှိတော့လုံးနေရသူ့ကြရင်အမှိုက်ကားလာပြစ်ချတယ်မြတ်တီရောအကိုင်းတွေရောဒီအိမ်မိုးဖတ်တွေရောကုန်းလာပြစ်တော့မှိုက်တယ်များတော့ကျွန်တော်ကတို့ကားပြစ်စည်းရပြစ်အဲ့ဒီစည်းနဲ့ကျွန်တော်မလောက်ဘူးမဆန့်ဘူးရှင် အဲ့နဟုတ်တင်းနေရအဲ့ဒါကျွန်တော်နေရာမှာဦးဒီနာဟိုနားမှာဆိုရင်အမှန်ပြင်းနေရဆိုင်မချိတ်တာလဲအမှန်ပြစ်တယ်အဲ့ဒါလိုက်တင်းနေရမနေ့မနေ့ကြာရည်နေရကိုဆုံးဝန်ကြွားနေရရှိတယ်ကျောင်းတော့ကျောင်းတော့ရှိတယ်အမှန်တင်းရင်ကိုးစီနဲ့ခုနှစ်စီကိုမြို့နယ်စီပင်ကတတ်မှတ်ထားတဲ့ area အတွင်းရှိလူနေရပ်ကွက်တွေမှာကောင်းလောင် TV အမှိုက်တွေကိုလိုက်လံသိမ်းဆဲတာပါကောင်းလောင် TV မှိုက်ကမှာဆိုရင်အမှိုက်သိမ်းရင်ရှေ့ကနေပြီးဝန်ထမ်းတွေကကောင်းလောင် TV သွားပြီးတော့ နောက်ကအမိုက်ကမှာတော့ driver နဲ့အမိုက်တွေကိုသိမ်းဆည်းပေးတဲ့ဝန်ထမ်း၂ယောက်ပါဝင် စုစုပေါင်း၄ယောက်ပါဝင်တဲ့အဖွဲ့ဖြစ်ပါတယ်။တချို့လူနေရက်ွက်တွေထဲမှာအမိုက်ဆွပစ်တဲ့နောက်တွဲရင်တွေကိုထားပေးထားတာကိုတွေ့ရမှာပါ။ဒီအမိုက်ဆွပစ်တဲ့နောက်တွဲရင်တွေမှာဆိုရင်တော့ရင်မောင်းနဲ့အမိုက်သိမ်းဝန်ထမ်း၂ယောက်ပါဝင်စုစုပေါင်း၃ယောက်ပါဝင်တဲ့အဖွဲ့ဖြစ်ပါတယ်။အမိုက်တင်တဲ့နောက်တွဲရင်တွေကိုတော့အမိုက်သိမ်းရင်နဲ့စီနဲ့လိုက်လံသိမ်းယူရတာပါ။ကျန်တဲ့အမိုက်သိန်းဌာနကတက်ရှင်ဝန်ထမ်းတွေကတော့အမျိုးတွင်လမ်းမတွေကိုတမျက်စီလဲတာတွေ စနေကြဆွပြစ်ခြင်းမရှိတဲ့အမှတ်တွေကိုလိုက်လံသိစေတာတွေလှုပ်ဆောင်ရတာပါမြို့နယ်စီမင်းသားရဲ့စင်းအရမွန်လမြိုင်မြို့မှာတနည်းကိုအမှတ်တန်ချိန်90နဲ့60နေပါဆွပြစ်တာဖြစ်တဲ့အတွက်အမှတ်သိရင်တွေနဲ့ဝန်ထမ်းအင်အားချင်းတွေကြောင့်လည်းတနည်းကို3-4ချိန်လောက်အမှတ်တွေကိုခောက်တုတ်ခောက်ပြန်သိမ်းဆဲဆွပြစ်နေရပါတယ်စီမင်းကသိမ်းယူထားတဲ့အမှတ်တွေကိုမော်လမြိုင်မြို့နယ်ခုနှစ်မိုင်နီးပါးဝေးတဲ့မော်လမြိုင်ကြက်မြောကားလမ်းမှာရှိတဲ့စီပင်ရဲ့အမှိုက်ကံမှာပဲတွားရောက်ဆွပစ်ကြတာပါ ကျွန်တော်တို့မြို့ဆိုရင်မော်မြမြို့ဆိုရင်ဒါကန္နလန်တော်တော်ရှိတယ်ရှိပြီးတော့လူတွေအတွက်သွာလာလှုပ်ရှားကျမ်းမာရေးလှုပ်တဲ့နေရာလေးဖြောပြတဲ့နေရာလေးဒီတနေရာလေးရှိတဲ့နေရာကိုအမိုက်တွေပြစ်တဲ့ခါကျတော့လူတွေသွာလာတဲ့နေရာကျအရန်ကိုအနောက်ရှက်ပြစ်တယ်ဒီအမိုက်တွေနီးစပ်ကန္နလန်ဆိုရင်အမိုက်ကောင်ကိုစောက်ကုန်မစောက်တော့တာအိမ်ပြန်လာပြီးညနေအလုပ်သွားပြီးအိမ်ပြန်လာပြီးတော့မှ ဒီတန်လွင်မြစ်ထဲကိုပြချလိုက်တယ်ပြချလိုက်တဲ့အကြောင်းအားလုံးရဲ့အမိုက်ကတန်လွင်မြစ်ထဲကိုပြချခြင်းအပြင်တန်လွင်မြစ်ပျက်စီးသလိုတန်လွင်မြစ်မပြချတဲ့နေရာကိုအဓိကပါလေပြန်တွက်ကြည့်နီးစက်ရချောင်းတွေပါဒီမှာပြကြတယ်ချောင်းကတော့မိုးရွာပြီဆိုစီးပြီးချင်းဒီတန်လွင်မြစ်ထဲပဲရောက်တာပဲ မွန်ပြည်နယ်ကိုလာရလည်ပတ်ကြတဲ့ခီးသွားတွေဟာမော်လမြိုင်မြို့ကိုရောက်ပြီဆိုရင်တောင်ယူလန်းနဲ့ကန္နလန်းတွေကိုတော့မဖြစ်မနေလည်ပတ်ကြပါလေ။တောင်ယူလန်းရှုခင်းတာနေရာကနေပြီးမော်လမြိုင်မြို့ကိုအပေါ်စီးကကြည့်လိုက်မယ်ဆိုရင်တစ်ပင်တွေအုပ်ဆိုင်နေတဲ့မော်လမြိုင်မြို့ကိုအပေါ်စီးကနေပြီးတော့လှမ်းတွေ့ရမှာပါ။နောက်ပြီးတော့ထူးထူးလောင်လောင်ဖြစ်နေတဲ့ဘာသာရေးအဆောက်အုံတွေကိုလိုနီခေတ်လက်ရာအဆောက်အုံတွေတိုးချက်လူနေအိမ်ယာတွေတရားတွေတောင်တန်းတွေနဲ့တန်လွင်မြို့ကိုလည်းမြင်တွေ့ရမှာပါ။ဒါပေမဲ့မြို့တွင်လည်ပတ်ကြည့်လိုက်မယ်ဆိုရင်တော့ စီကံမဲ့ဆွပစ်ထားတဲ့အမိုက်တွေကိုဝန်မဲမျိုးနဲ့မြင်တွေ့ရမှာဖြစ်သလိုကန္နာလမ်းပဲရောက်ပြီဆိုရင်တော့တန်လွင်မြင့်တွင်ကအမိုက်ကျဲတွေကိုလည်းမလွဲဧကံတွေ့ရတော့မှာဖြစ်ပါတယ်။ တော့တေးသွားမှာတိမ်မျိုးတွေရဲ့လေညင်းကကြုံနဲ့အတူတန်လင်းရဲ့တခြင်းကိုမင်္ဂလာရှိစွာကြားနေရဘာသာတရားကိုင်းဆိုင်တဲ့ရိုးရရင်ကျွေးမှုတွေရှိတယ်ချစ်စရာဓလေ့တွေရှိတယ်မုံတို့ရဲ့ဟင်းသာမျိုးနဲ့အိမ်မက်တားကြီးဟာတန်လင်းနဲ့အတူရှင်တန်နေခဲ့ပေါ်ရာစုနှစ်တွေကြား ခီးသွားနိုင်ရည်တွေရဲ့ခက်ဆန်လာမှုမှာမျိုးပြစရိုက်ဟာပလတ်စတစ်ဗီဇာတွေဖြစ်လာအသက်ရှူနေတာချင်းအတူတူခံယူချက်တွေမရင်ကြေးကြသေးတဲ့လူတွေရဲ့ခက်သက်မှော်အတက်မှာတန်လွင်ဟာတဖြည်းဖြည်းယောဂရလာခဲ့တဖြည်းဖြည်းပြက်စီလာခဲ့ဟောပလတ်စတစ်ကောင်းငင်ကြီးပြိုကျလာပြီ ကျိုကျလာနေပြီပလတ်စတစ်တစ်စီကောင်တွေပလတ်စတစ်မိဆာကောင်တွေသူ့ရင်ဘက်ကိုကိုက်ဖဲ့နေကြသူ့ရင်ဘက်ကိုဆွဲဆုပ်နေကြပြီသူတည်ရတော့မယ်ကျေးဇူးပြုပြီစွန်ပြက်လက်နှက်တွေနဲ့သူ့ကိုတည်အောင်မတက်ကြပါနဲ့သူ့ကိုမိခိုနေတဲ့သူ့ရဲ့ရင်သွေးတွေသူ့ကိုအာကိုရင်မတ်နေတဲ့အိမ်မက်တွေသူနဲ့အတူရှိနေခဲ့တဲ့ ရိုးရှင်တဲ့ဟင်းသားမျိုးပြအနှောက်မပြတ်စည်စေခြင်းဘူးမပြတ်သုံးစေခြင်းဘူးတောင်ယူတွေကိုလည်းတံပိုးမဖြတ်စေခြင်းသလိုလေယာတွေမှာလည်းဘိုးဘွားပိုင်သမိုင်းတွေကိုမရိုင်းစေခြင်းဘူးတောအုပ်စစိမ့်တွေရဲ့အောက်ဆီဂျင်ပမာဏကိုကျေစုပြုပြီးမခုတ်ပိုင်ကြပါနဲ့ကဲအခုတန်လွေရဲ့ငိုကြီးတန်ကိုရှင်ဘတ်နဲ့ထပ်နာထောင်ကြည့်ပါ နမောနမဲကင်ဆွဲထားတဲ့ပလတ်စတစ်လက်နက်တွေနဲ့ပစ္စလက်ခတ်တိုက်ပွဲတွေရက်ကြပါတော့ဉာဏ်ပညာနဲ့ချက်ချင်းတရားကိုကျွန်တော်တို့အားလုံးရင်ရင်ပတ်တယ်စိုက်ပျိုးကြည့်လိုက်ပါအဲ့ဒီချိန်စာဟာတဖြည်းဖြည်းနေဝင်သွားလိုက်မယ်တဖြည်းဖြည်း